အမျိုးသမီးတယောက်ဖះဘော်ကိုဖန်တဲ့တက်တဲ့ဗီဒီယိုဖိုင်ကို အားလုံးမြင်မိကြပြီလို့ထင်ပါတယ်။အဲ့ဒါကိုသာသနာကိုစော်ကားပါတယ်သာသနာကိုဖျက်ဆီးပါတယ်အမြင်မတော်လို့ပါဆိုပြီးဝိုင်းဝန်းပြောနေကြတဲ့သူတွေကိုဒီနေရာကနေပြောချင်တာကအဲ့ဒီအမျိုးသမီးဖះဘော်ကိုဖန်တဲ့တက်တာတိသာသနာလည်းပျက်စီးမသွားဘူးသာသနာလည်းနည်းနည်းလေးမှ ထိခိုက်မသွားဘူးဗုဒ္ဓဘာသာ အမိခံစစ်အုပ်စုဟာနေ့စဉ်နေ့တိုင်း ဘုံကြီးကြောင့်တွေကိုဘုံကျဲတယ်။တန်ဃာတော်တွေအများကြီးထိခိုက်သေးဆုံးရတယ်။အဲ့တော့အမြင်မတော်တိုင်းသာပြောကြစတဲ့ဆိုရင်ဘာလို့ဘုံကြီးကြောင့်တွေကိုဘုံကျဲနေတဲ့စစ်အုပ်စုကိုခြံထားရတာလေ။အမြင်မတော်လို့ပြောကြစတဲ့ဆိုစစ်အုပ်စုကိုလည်းထဲ့ပြောရမယ်မဟုတ်ဘူးလား။ဘုံကြီးတွေကိုဘုံကျဲနေတဲ့ဒီစစ်အုပ်စုကိုကြတော့ဘာမှမပြောဘဲနဲ့မတိကြအောင်ဆောင်ပြီးတော့ဖះဘော်ကိုဖနက်နေတဲ့အမျိုးသမီးကိုကြတော့ဝါမီတော့ပြောစုံနေကြတယ် ဒါနိုင်လို့ရမှန်းသိလို့တသက်အနိုင်ကျင့်ကြတာလောကမှာလူတွေကနိုင်မှန်းသိရင်တသက်ကိုအနိုင်ကျင့်ခြင်းကြတယ်အဲ့တော့သာသနာကိုစော်ကားလို့သာသနာကိုဖျက်ဆီးလို့အမြင်မတော်လို့သာပြောကြစတဲ့ဆိုရင်ဒီအမျိုးသမီးကို ပြောရမှာမဟုတ်ဘူးအာနာရှင်စေုပ်စုကိုပြောရမှာဒီမျိုးသမီးဘုရားဘောဘာဖတ်တဲ့စီလိုက်လို့သာသနာပုတ်ပယ်မတော်ဘူးသူပဲဒုက္ခရောက်မှာ ဒီစစ်အုပ်စုနေ့စဉ်နေ့တိုင်းဖုန်းရောင်းတွေကိုဘုံးကျင်နေတာသာသနာကြာရင်သာသနာပြတ်သွားမှာကြာရင်မရှိမရှိမဲ့အတန်ကြီးအကုန်သေးကုန်မှာနိုင်လို့ရမှန်းသိတိုင်းအနိုင်မကျင့်ကြပါနဲ့အမြင်မတော်လို့ပြောကြစတဲ့ဆိုရင်စစ်အာဏာရှင်တွေကိုလည်းမချန်ထားဘဲနဲ့ပြောရမယ်နော်အဲ့လိုမပြောရဘူးဆိုရင်ဘာသာဘာသာသာသနာသာသနာဆိုတဲ့ဇာတ်ကားကိုခုတော့လို့ပြီးမင်းတို့မပြောကြနဲ့ဒီဖုန်းကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပြည့်စည်မသွားနိုင်ဘူးလို့ပြောထားတာ ဖုံဖုံအမြင်လေးမိမ့်ပေးပါအောင်ဖရားတဲ့ဘယ်ဖုံကြီးကိုပြောတာလဲဆိုတာကိုသိရအောင်အကောက်လင့်ချပေးထားပါတယ်ကြည့်လိုက်ကြပါနော်အင်ဂုတ်ထိုကျမ်းမှာတရားမနာခြင်းစာပေမတင်ခြင်းနှုတ်တွေမဆောင်ခြင်းသိအောင်မပြုခြင်းပฏิပတ်အကျင့်ကိုမကျင့်ခြင်းတို့ကြောင့်သာသနာကွယ်လိမ့်မယ်လို့ဟောကြားတော်မူထားပါတယ်ဒါကြောင့်သာသနာကွယ်ခြင်းကိစ္စဟာစီဒီအပေါ်ဖဏတ်နဲ့တက်တဲ့ကိစ္စနဲ့ဘယ်ရိုက်တော့မတိုက်ဆိုင်ပါဘူးသို့တော့ ပတ်သက်ဆက်နွယ်မှုတော့ရှိပါတယ်။ဘယ်လိုပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုရင် သာသနာဆိုတာဟာအစိုးအမကိုပြောတာပါ။ဘသူရဲ့အစိုးအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အစိုးအမကိုပြောတာပါ။မြတ်စွာဘုရားကဘာတွေဆုံးမတယ်လဲဆိုရင်၁အကုသိုလ်ကို မပြုနဲ့လို့ဆုံးမပါတယ်။၂ကုသိုလ်ကို ပြုပါလို့ဆုံးမပါတယ်။၃စိတ်ကိုစင်ကြယ်အောင်ထားပါလို့ဆုံးမပါတယ်။အကုသိုလ်ကိုမပြုပါနဲ့လို့ဆုံးမထားတာဖြစ်တဲ့အတွက်ကြောင့်စေတီအပေါ်ဖဏနဲ့တက်တဲ့ကိစ္စဟာ ကုသိုလ်အမှုမဟုတ်ပါဘူးအကုသိုလ်အမှုသာဖြစ်ပါတယ်ဒါကိုနောက်လာနောက်သားတွေကအတုယူပြီးတော့လိုက်လို့မယ်ဆိုရင်ဖះစကားကိုပယ်ရှားရရောက်တဲ့အတွက်ကြောင့်သာသနာကွဲပါလိမ့်မယ်နော်ဒါကြောင့်စီရီအပေါ်ကိုဖနှက်နဲ့တတ်တာဟာသာသနာကွဲခြင်းကိစ္စနဲ့တရိပ်မသက်ဆိုင်တော့လဲပဲပတ်သက်ဆက်နွယ်မှုတော့ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်နော်